အားလုံးပဲမင်္ဂလာပါတင်းတွေညာအတွက်ဒီကွေရအထူးကြားနေတဲ့ပွဲစဉ်တွေကိုထုံထုံရွေးချယ်သုံးသပ်ပေးတဲ့စီစဉ်ရနေကြိုးစားပါတယ်အင်းတွေညာမှာအင်္ဂလန်ပရီးမီးယားလီးဂ်ပွဲစဉ်၅ပွဲပိန်လာလီဂါးပွဲစဉ်၅ပွဲအီတလီစီးရီးယားပွဲစဉ်၅ပွဲနဲ့ဂျာမန်ဘွန်ဒက်စ်လီဂါးပွဲစဉ်၃ပွဲရှင်နိုင်ကစားသွားကြဖို့ရှိပါတယ်ဒီ၁၈ပွဲတွေကဒီကွေရအထူးကြားနေတဲ့ပွဲစဉ်၅ပွဲကိုထုံထုံတင်ဆက်ပေးထားပါတယ်ဒီနေ့ည ်မြလီပွဲစဉ်တွေထဲမှာဘော်ဒီနဲ့ဂိုးပေါင်းဇုံလိုက်ဈေးကျဆင်းလာတဲ့ပွဲစဉ်ကတော့အက်စတွန်ဗီလာနဲ့ဘုံမောက်ပွဲစဉ်ဖြစ်ပါတယ်။အင်းရှင်အက်စတွန်ဗီလာရဲ့မူလဘော်ဒီဈေး level 80ရှုံးကနေ level 50ရှုံးဖြစ်လာပြီးတော့ဂိုးပေါင်းဖွင့်လှစ်မှုကလည်းမူလဈေး3ပေါင်း80ကနေ3ပေါင်း80ဆိုပြီးနေဆင်းလာပါတယ်။အက်စတွန်ဗီလာကဘုံမောက်နဲ့တွေ့ဆုံခဲ့တဲ့နောက်ဆုံး၅ချိန်မှာ၃ပွဲနိုင်၂ပွဲတေချထားပြီးတော့အစင်လာပိုင်းအတော်လေးတာရထားတာပါ။ ပြိုင်ပွဲဆုံးအင်္ဂွင်းနောက်ဆုံး၅ပွဲလုံးအနိုင်ရထားတဲ့ Aston Villa ရဲ့စွမ်းဆောင်ရည်ကောင်းမွန်နေခြင်းမှာလက်ရှိ Bori Zidane ကပျော်လွန်းနေပါတယ်။လက်ရှိအမှတ်ပေးစရာအဆင့်၅မှာရက်တည်နိုင်တဲ့အထိခြေစွမ်းမှန်နေတဲ့ဘုံမောက်က Aston Villa လိုဥရောပပွဲကစားထားခြင်းမရှိတာကြောင့်လဲကြက်ခိုင်မှုပိုင်းကပိုပြီးအားသာနေပါတယ်။လီဝင်းဝင်း၅ပွဲမှာ၁၂ရထားတဲ့ဘုံမောက်တိုက်စစ်ကဒီပွဲမှာလဲဆက်လက်အသက်ဝင်ဦးမှာပါ။ဇုံလိုက်ဈေးကြဆင်းလာမှုအရ အ ਨੇ ဆုံးအောက်တစ်ခွက်ဝင်မှုရှိနေပြီးတော့ဘုံမောက်ဘော်ဒီကပိုပြီးစိတ်ချရမယ်လို့တွက်ဆပါတယ်။မြို့နေညာရဲ့စောင့်ကြည့်ခြင်းစရာအကောင်းဆုံးပွဲစဉ်ဖြစ်တဲ့မန်စီးတီးသင်းနဲ့လဘာဘူးတို့အားပြိုင်မှုမှာအင်ရှင်မန်စီးတီးရဲ့ဘော်ဒီဈေးကြောကလေဘယ်အရှုံးဝင်းကျင်မှာညင်သက်နေပြီးတော့ဂိုးပေါင်းစေးရတော့မူလ3020ရာနေ3050ဆိုပြီးတော့ပြာစုံမြင့်တက်လာပါတယ်။အစစ်နှစ်နေရာမန်စီးတီးနဲ့ အဆင့်3မှာရှိနေတဲ့လီဗာပူးတို့ကလက်ရှိအမှတ်ပေးစရာကိုဦးဆောင်နေတဲ့အာဆနယ်အသင်းကိုထက်ချက်မကွာဖိအားပေးနိုင်မှုတေရလမှာကျင်တ်နေမှာမဟုတ်ဘဲနဲ့အနိုင်ရှုံးသက်ကွဲဖို့ရည်မှန်းကစားကြမှာပါပြန်ပြန်နှစ်သင်းရဲ့စွမ်းရည်ပြီးတက်စစ်စုဖွဲ့တွေကိုစီမှဆိုင်ထားမှု နိုင်မွဲဆာလောင်စိတ်ပြင်းထန်မှုတွေနဲ့အတူအပြန်လန်သွင်းကိုတွေမြင်တွေ့ရဖို့များပါတယ်အနေဆုံးသုံးကိုဖြစ်တည်လာဖို့များတာကြောင့်ပြားဝဲရင်ပြီးတော့ဂိုးပေါ်ထိုးခွက်နဲ့ဖြတ်တန်းကြည့်ဖို့အကြံပြုလိုပါတယ် ဂျာမန်ဘွန်ဒက်စ်လီဂါဖရိုင်ဘတ်နဲ့စိန့်ပေါ်လီကိုပွဲစဉ်မှာဖရိုင်ဘတ်ရဲ့ဘော်ဒီဇေးတစ်ပေါင်း80မှာညီတက်နေပြီးတော့ဂိုးပေါင်းဇေးကမူလာဇေးနှလုံးရှုံးကနေနှစ်နှုတ်80ဆိုပြီးတော့ပြားဆုံးကြဆင်းလာပါတယ်စိန့်ပေါ်လီကိုအင်ခွေးမှာလက်ခံရှင်ပြိုင်ခဲ့တဲ့ပြိုင်ပွဲဆုံးနောက်ဆုံး9ချိန်မှာဖရိုင်ဘတ်တို့တပွဲပဲနိုင်ရထားပြီးတော့နှစ်ပွဲတည်းရနှစ်ပွဲရှုံးတာတော့တွေ့ရပါတယ်ဂျာရဲ့မှာဥရောပပွဲနှွဲခဲ့ရတဲ့ဖရိုင်ဘတ်တို့ခက်ခဲတဲ့ပြိုင်ဘက်ကို ိုက်စစ်ဖွင့်အဲ့ခံမှာမဟုတ်တလို့လီဝဲဝဲနောက်ဆုံးသုံးပွဲဆက်တကူမှမရထားတဲ့စိန့်ပေါ်လီရဲ့တိုက်စစ်အားနည်းမှုတွေကြောင့်ကြာဆင်းလာတဲ့ဂိုးအောင်ဈေးနဲ့အညီဂိုးအောင်နဲ့စွန်စားတင်ပါတယ်စပိန်လာလီဂါရုံးဝန်းမှာရီယယ်မက်ဒရစ်ကအင်ရှစ်ဘလက်ကာနို1နှုတ်30ဆိုတဲ့ဈေးနဲ့အကျော်ပေးထားပြီးတော့ဂိုးအောင်ဈေး3ပေါင်း30ဆိုပြီးတော့ဖွင့်လှစ်ထားပါတယ်မူလာပေါ်လီဈေးတလုံးတည်ရကနေအနည်းငယ်မြင့်တက်လာပြီးတော့ဂိုးအောင်ဈေးကလည်း မူလာဈေး3ပေါင်း30ရာနေပြာစုံတက်လာတာကိုမြင်ရပါတယ်။ဇုံလိုက်ဈေးမြင့်တက်လာတဲ့အခင်းချင်းဖြစ်ပြီးတော့ဘလကာနိုရဲ့ပြိုင်ပွဲစုံနောက်ဆုံး6ပွဲမှာ၄ပွဲနိုင်တပွဲတည်းတပွဲရှုံးရလက်ထွက်ပေါ်ထားပြီးတော့၅ပွဲတိတိနှစ်သင်းပေါင်း3ခုနဲ့ထပ်ဖြစ်တည်ထားတာကိုတော့မြင်ရပါတယ်။ရီယယ်မက်ဒရစ်ကိုအိမ်ခွေးမှာလက်ခံရှင်ပြိုင်ခဲ့တဲ့နောက်ဆုံး3ပွဲမှာနှစ်ပွဲနိုင်တပွဲတည်းကစားထားပြီးတော့အသာစီးရထားတာလည်းရီပြရမယ့်အချက်တစ်ခု ဖြစ်ပါတယ်။ဂျာရဲ့ချန်ပီယံလိပွဲစဉ်မှာ လပါဘူးကိုရှုံးနိုင်ထားတဲ့ရီယယ်မက်ဒရစ်တို့ပြည်တွင်းလီမှာနိုင်ပွဲပြန်ယူပြီးတော့နိုးထပြရမယ့်အခြေအနေလည်းဖြစ်နေတာကြောင့်ဇုံလိုက်ဈေးမြင့်တက်လာမှုမှာအနေအများတဲ့ဘော်ဒီရိုးကွက်ကိုလက်ဆောင်ထားပြီးတော့စိတ်ချရမယ့်ဂိုးဘော်ထိုးကွက်ကိုရွေးချယ်ဖို့အကြံပြုလိုပါတယ်။ဒီကနေ့ညအီတလီစီးရီးရဲ့ပွဲကောင်းတစ်ပွဲဖြစ်တဲ့အင်တာမီလန်နဲ့လာဇီယိုတို့ဆုံတွေ့နေမှုမှာအင်တာမီလန်ကတင့်နှုတ်80ဆိုတဲ့ဈေးနှုန်းကျော်ပေးထားပြီးတော့ဂိုးမောင်ဈေးက3ပေါင်း40ဆိုပြီးဖွင့်လှစ်ထားပါတယ်။ မူလားဘော်ဒီစေး1.30ကနေဝင်ရုံးတစ်ဆင့်မြင့်တက်လာတာဖြစ်ပြီးတော့ဂူပေါင်းစေးကလည်းမူလားစေး3.50မှာခပ်ပါးပါးတက်လာတာကိုတော့မြင်ရပါတယ်အဆက်နှစ်နေရာအင်တာမီလန်ကထိတ်ဆုံးအောင်ဥဆောင်နေတဲ့နာပိုလီသင်းကိုဖျက်ချော်နိုင်ဖို့နိုင်ပွဲလိုအပ်နေတဲ့အချိန်မှာပြန်မလာစီယိုကလည်းစီးရီးရဲ့နောက်ဆုံး6ပွဲမှာ3ပွဲနိုင်3ပွဲတည်ရလနဲ့ပုံစံကောင်းရနေတဲ့အသင်းလို့ဆိုလို့ရပါတယ်။ဂျာယက်မှာချန်ပီယံလိဂ်ကစားထားတဲ့အင်တာမီလန်တို့ပုံစံကောင်းမှရှိနေတဲ့လာစီယိုပေါ ဈေးကြောင်းကပြင်းလွန်းနေပြီးတော့အရှင်သေးနိုင်ရဖို့ရာခိုင်နှုန်းများတယ်လို့ဈေးကွက်ဖွင့်လှစ်သူတွေတွက်ဆထားပုံရပါတယ်ဒီချက်လက်တွေအရတိတိတသာဘော်ဒီဈေးမြင့်တက်လာတဲ့အင်တာမီလန်ကိုပဲရွေးချယ်သင့်တယ်လို့သုံးသပ်ပေးခြင်းပါတယ်အခုတက်ဆက်ပေးခဲ့တာကတော့ဒီကနေ့ညအတွက်ဒီရောဘထိုက်တန်လီပွဲစဉ်တွေကဈေးကွက်အရထူးခြားနေတဲ့ပွဲစဉ်၅ပွဲကိုရွေးချယ်တက်ဆက်ပေးခဲ့တာဖြစ်ပါတယ် တော် channel ကို subscribe လုပ်ရသေးရင်လည်း subscribe လုပ်သွားပြီးအားပေးသွားလို့ရပါတယ်။ဒီလိုအဆုံးနဲ့ကြည့်ရှုပေးကြရတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။